ကဲရွှေကုတ်ကိုကိုအခုကဘာမှာနာမည်ဆိုးနဲ့ကြားဖြန့်ကိစ္စကြော်ကြားတော့เนาะပထမ KK pass ကိုသူတို့ဖြည့်ဆည်းလိုက်တယ်အခုတခါရွှေကုတ်ကိုကိုပါဝင်စည်းတယ်ပါဆိုရင်ပြတ်တယ်အဲ့တော့အချိန်မှာအားလုံးတိတဲ့အတိုင်း line ပေါ်မှာဘောမတွေကဒီဟာ NNI အစိုးရကလုတ်ခဲ့တာဆိုပြီးတော့2019မှာရထိုက်ကုမ္ပဏီလုပ်ငန်းစုဆိုရတာကမ္ဘောဒီးယားအခြေစိုက်ပေါ့တရုတ်နိုင်ငံသားရှိကြီးကျန်းဟိုမှာနဲ့ငွေလိမ်ငိုင်းတွေလုတ်လာကူပါပြီ2019မှာ 2000ခွန်မှာလာပြီးတော့မြန်မာနိုင်ငံညီနေညွတ်မှုကော်ပိုရိတ်ကော်မရှင်မှာမှတ်ပုံတင်လာပြီးတော့လုပ်ငန်းဝင်လျှောက်တယ်။အဲ့ဒီလုပ်ငန်းစီမံကိန်းဟာရထိုက်ကုမ္ပဏီဆိုတဲ့အဲ့ဒီတရုတ်နိုင်ငံသားလူလိန်ကောင်ခြိခြိကျမ်းတဲ့နော်ချစ်တူတော်မှမွေးတဲ့စူတောင်းပွဲလုပ်ပေးတဲ့ကောင်အဲ့ဒီကောင်နဲ့ဘဒူနဲ့လေဒီချစ်လင်းမြိုင်ကုမ္ပဏီ BGF ကပိုင်တဲ့ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ချစ်လင်းမြိုင်က30ရာခိုင်နှုန်းကျန်တဲ့ဟာကိုရထိုက်ကရစီမံကိန်းကဘာလဲဆိုတော့ရွှေကုန်းကိုမြို့တင်စီမံကိန်းဆိုပြီး လုံခွင့်ချပေးတာဒီညီအေက22တက္ကမ5အေကမှာအိမ်စိန်ခံအိမ်အလုံးပေါင်း96လုံးစောက်လုံခွင့်ချပေးတာနော်2019မှာအဲ့ဒါပဲအဲ့ဒါလို့စောက်လုံခွင့်ချပေးတဲ့ရွှေကုတ်ကိုကတခုတည်းနော်အခု KK ပတ်တို့ဘာတို့တို့တို့လုံတဲ့ဟာတွေကဘာအစိုးရကိုမှလည်းမတင်ပြဘူးတို့ကတို့လုံပြီးတို့ကတို့ချင်းညာတာဒါအဲ့ KK ပတ်တို့ဘာလို့မပြောဘူးအဲ့ဒီရွှေကုတ်ကိုမှ 22ဒရမ5ဧကပေါ်မှာဇိမ်ခံအိမ်အလုံးပေါင်း56လုံးစောက်လုပ်ခွင့်ကို NLD အစိုးရကချပေးခဲ့တာအဲ့ဒါကိုဘောင်းနေကြော်ပြီးတော့ကာစီနိုရောဝန်နေလောင်းကစားဝန်နေနေအများကြီးပဲစောက်လုပ်ရေးဝန်နေနေအဆောက်အအုံတွေမှာထပ်ပြီးတော့လှုပ်တဲ့အချိန်မှာ2020ခုနှစ်မှာ NLD အစိုးရကအထူးစုံစမ်းဒီခုံရုံးဖွဲ့ပြီးတော့စုံစမ်းစစ်ဆေးကော်မတီဖွဲ့ပြီးတော့ဒီရွှေကုတ်ကိုစစ်ဆေးတယ်စစ်ဆေးပြီးတော့အရေးယူပြီးရက်တန့်ခဲ့တယ် နော်ရက်တန့်ခဲ့တယ်နော်အဲ့ဒါလို့ရက်တန့်ခဲ့တဲ့ရွှေကုတ်ကိုစီမံကိန်းကို2021အာဏာသိမ်းတဲ့အချိန်မှာမင်းအောင်လှိုင်ကပြန်လည်လှုပ်ွင့်ပေးခဲ့ပြီးတော့ချစ်သူကိုတူဖက်ပေါင်စီယုံခဲ့အဲ့ဒါပဲကဲဘယ်နေအောင်ပတ်သက်ပြောပြန်အဲ့တော့ဒီကီကီပတ်ထဆောက်တာဒီရွှေကုတ်ကိုစောင့်နေတာဒီဒေတာအားလုံးဒီဘဒုရဲ့အုပ်ချုပ်မှုအောက်ပါတယ်နော် ကရင်နယ်ကြားစောက်တက်ဆိုတဲ့ BGF အုပ်ချုပ်မှုအောက်မှာ BGF ကဘဒုရဲ့တိုက်ရိုက်အမှုပေးအမိတ်ပေးကုတ်ကဲမှုအောက်မှာရှိတာလေ NLD အစိုးရရဲ့တိုက်ရိုက်အမှုပေးအမိတ်ပေးကုတ်ကဲမှုအောက်မှာရှိတာလားစစ်တပ်ရဲ့တိုက်ရိုက်အမှုပေးကုတ်ကဲမှုအောက်မှာရှိတာလားဖျက်ရှင်းနေတယ်လေအဲ့ဒါကြီးကိုဘာဖြစ်လဲအတန်းအတန်ကြီးနေကြတယ်တမကြီးအောင်ဟမ်စတူတူတော့ဆရာချစ်လို့ပြောရကျွန်တော်ကတို့ဆရာလက်ထစ်တော့နာမည်ပေးထားတယ်နော်အဲ့ဒါပြောရင်ငစီကရိုင်းတယ်တဲ့ နားထောင်ကြည့်ပါဗာပြောလဲဆိုတော့အကြောင်းတရားဟာဒူလို့ပြမှာအရင်ကတော့အောက်ချေခွေးတွေအစ်စ်ပဲရှိတာဟောကွာငစီရမင်းပူလောင်လိုက်တာမင်းဘောမာနေဘောမာနေသူ့ဖေတွေကအတန်မြန်ပြီးလောက်ထားသူတို့မတည်ဘူးတကယ်တော့အဲ့ဒီစစ်တပ်ကိုထောက်ခံတဲ့ကောင်တွေအဲ့လောက်ထိပိန်းတာသူတို့စိတ်ထဲမှာအဲ့လိုစကားမြန်မြန်ပြောတာကိုကျွန်တော်ပြောရခြင်းတော့ဟောကွာဒီကောင်တွေရေတောင်မတောက်ဘူးတဲ့အဲ့ရေတောင်တောက်ပါအောင်တဲ့အဲ့တောင်မရှူဘူးတဲ့ဟမ်ယူတင်တဲ့ကောင်တွေကကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကိုမှန်တယ်မြောက်ပါလေကော်ပီရိုက်ညှိမှာဆိုတော့သူက စပီကိုမြင့်ထားတယ်အဲ့တော့မတိစကားမြန်မြန်ပြောသလိုဖြစ်နေတယ်ဟမ်ဟောငစီရဲ့ပူလောင်လိုက်တာဟောငစီရဲ့ရေတောက်ပေါအောင်ဟာတို့သူတို့အချင်းတို့မှရေရမလို့လို့ငိုရမလို့လို့ဟမ်ဟောဒီကောင်တွေဘုရားတကယ်လည်းတနာဘောင်တွေပြန်ကြည့်လိုက်အခုလည်းမှကြည့်လှုပ်ထားကြရင်မှကြည့်နော်ဆရာလက်ထစ်ဟမ်လထောင်ကိလက်ထစ်ကောင်အခုကတော့ခွေးကောင်းတော့ဖြစ်တဲ့ဘေးရောက်လိုက်ဘေးလို့ကိုယ်တိုင်ရစားဘာဖြစ်လဲအကြောင်းမရဖြစ်နေအကြောင်းတရားဖြစ်လားမဖြစ်လားမသိဘူးလင်းသုံးသိတဲ့ခြံရံပြီးတော့မှထန်အောင်ကောက်စင်းထားတယ် ဟမ်အမေရိကန်ကမှာဂျာမန်ကိစ္စအဲ့ဒီနိုင်ငံကြီးထမ်းရောက်နေပြီဆိုတာလက်ဒါပြောမပြောရတဲ့အမဖန်အောင်ရောက်လာတာဖန်အောင်မှာသူသူသူစစ်ခွေးကောင်းဆောင်တွေတွေးတဲ့ဟာတခုမှမစားဘူးကိုင်အောင်မကိုင်ထိတော်မထိဘူးရေတော်မတောက်ဘူးလေကြောက်တာအသေးကြောက်တာဟမ်ဒီလူယုံမာတွေကလေသူတို့မိသားစုသူတို့ဘဝသူတို့ဆွေမျိုးထိကိုက်မှာအသေးကြောက်တယ်သူတို့ဘဝမှာဘဝတတိုင်းဒီလုံးဘဝတွေကဘဝမဟုတ်ဘူးအကောင်ပြောတာအသေးကြောက်တာနော်လုံးဝမထိဘူးတဲ့သူ့အသက်တော်သောက်နေစီစဉ်ပေးတဲ့ဟာပဲစားတယ်ဖန်အောင်ညပိတ်ရုပ်ချက်ချင်းပြေးတာ ဟမ်စော်တာတိမှာစိုးလို့အာဖြင်းသိမ်းပန်းပြီးတော့ထိုင်ဖန်ရောက်ပြီးတော့မောင်နေရောက်လာတဲ့ကမန်းကအမထန်မောင်ရောက်နေရင်လူကြီးတနေတနေပေါ့လို့ဆိုပြီးကြောက်တာကြောက်တာဟာကြောက်တာရရှင်လို့မိပါပြီခင်ဗျာမင်္ဂလာပါခင်ဗျာလူတူရှင်းလေးချက်ပြောမှာဖြစ်ပါတယ်အလုံးသားရတွေကမဲရပြတဲ့အသေးရတွေကမဲရပြတဲ့ခုနောက်တွေကမဲရပြအသိဉာဏ်ပညာရတဲ့ကမဲရပြဆိုတဲ့အဲ့ဒီမဲရပြကိုယုံကြည်တယ်ဆိုတဲ့အဘအခွင့်ရေးစကားကိုကျွန်တော်ဆက်ချစ်ပါထောက်ခံတယ်အရာရာကိုခုနောက်နဲ့ဆုံးဖြတ်ခဲ့ ။နော်ချစ်ချင်းမုန်းကြီးလေးကိုမူတည်ပြီးတော့ဆုံးဖြတ်ရင်မိုင်းနိဘောရသာသာတို့ခါလေးဒီမှာလက်နက်ကင်ဖွဲ့ခေါင်းဆောင်လေးသူမို့လက်နက်ကင်ဖွဲ့ဝင်ပေါ့ဘုရားဘာသာဝင်ပေါ့နိုင်ငံရေးပါတီနဲ့ပတ်သက်တဲ့ဘုရားဘာသာဝင်တွေနဲ့ဥက္ကရဏီကနေအလုပ်လုပ်လို့မရဘူးခန့်လို့လည်းမရဘူးနော်ဒါဆိုရင်နိုင်ငံတကာကနေပြီးတော့ပြဿနာရှာနေရရှိတယ်ပြည်ရင်းထဲမှာလည်းပဲလူလူယုံကြည်မှုအများကြီးကြာဆင်းကြရှိတဲ့အတွက်တာမန်ပြည်သူတယောက်ကလာပြီးเนาะဥပဒေအရမျိုးရနိုင်မှာဖြစ်တယ်လို့နံပါတ်1ဖြစ်တယ်။နံပါတ် ့မင်းပြောတဲ့သုံးချက်ကငါပြောရတဲ့စကားနဲ့ဘာပတ်သက်လဲဟမ်မင်းတို့ညူးများယူနေတာကွာငါဗီဒီယိုဖိုင်ကို reaction လုပ်မယ်ဆိုတော့ပိတ်ခါရှိရှိအခုမင်းတို့ဗီဒီယိုဖိုင်ကိုငါ reaction လုပ်ရင်ဘယ်လိုလုပ်လဲမင်းတို့ပြောထားတဲ့အစအဆုံးကိုတလုံးချင်းစီငါပြန်လဲထောက်ပြီးခြေပတ်မင်းတို့ငါဗီဒီယိုဖိုင်ကို reaction ယူလုပ်မယ်ဆိုလို့ရှိရင်တလုံးချင်းစီပြောလေအခုငါပြောငါပြောထားတဲ့ဗီဒီယိုဖိုင်ကမင်းယူထားတဲ့အပိုင်းလေးတစ်ပိုင်းနဲ့အခုမင်းနံပါတ်၃ထိပြောသွားပြီမင်းပြောတာနဲ့ဘာတခုပတ်သက်တယ် ဟမ်လက်ထက်အမင်းတို့အရေးချင်းလားဟုတ်လားတော်ဆန်းစကြည်လက်ထက်မှာအမစီလက်ထက်မှာနော်ဖြစ်ခဲ့တဲ့ကိစ္စရှင်ညာနဲ့ပတ်သက်ပြီးတော့ဒီလိုဆရာတော်ဘုရားကြီးကိုလှူခဲ့တာလည်းရှိတယ်ဘုန်းကြီးကျလာလှူခံပါလေတန်းလှူရင်တော့လှူခံပါပဲလေဘယ်သူလှူလို့ပေါ့ဘုန်းကြီးကိုလှူခဲ့တာအလူခံမယ်ဆိုတော့ဒေါ်နန်းခင်ထွေးမြင့်နဲ့ရှင်ချင်းကျန်းနဲ့ပုံပုံတွဲတင်တာကြတော့အဲ့ဒါအဲ့ဒါမရဘူးလားရှင်ချင်းကျန်းနဲ့ချစ်တူနဲ့ပါလာပြီးတော့ကရင်ပြည်နယ်နေ့မှာ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီးဒေါ်နန်းကင်ထွေးမြင့်ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုလှူတာလေအဲ့ဒါဘာပတ်သက်လဲဟမ်ဟာအတိတောင်ဆန်းစစ်ကြီးတဲ့တမဝန်ကြီးချုပ်ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ခင်ထွေးအဲ့သူတို့ ਨੇ တပ်ပုံတွဲရချတာလေးရှိတယ်เนาะဝန်ကြီးသူပါဝင်ရှိချင်းချမ်း ਨੇ ဟင်းတော့အဲ့လိုကအခုပုံမှန်တင်ထားပြီးလေဥမမောင်ဆိုနေလေတပ်ပုံတွဲရခဲ့တာလေးရှိတယ်ဆိုလိုတာကဒီပြဿနာဟာယခုလက်ရှိတက်ချုပ်အာလာထင်းထင်းလိုက်မှာဖြစ်ပေါ်လာတဲ့ပြဿနာကိုဟော ်ချစ်ချင်းမင်းမင်းသိရအောင်ဟာအမေရိကန်ဆိုတဲ့ထက်တဲ့ခဲကမှအမေရိကန်ကနေစောင့်ကြည့်နေတဲ့ပြက်တလိုက်အဲ့ဒီလိုဖန်ကြီးဆိုရင်အမေစုဆိုတဲ့ထက်ကတာဝန်ယူခဲ့တဲ့ဥတင်ကျော်တို့နော်အမေစုအပါဝင်တလာကြီးဥဝင်မြင့်တို့ကထည့်ပြီးပြောတယ်သူတို့လက်ထက်မှာကင်တွယ်ပြီးတော့ဘာလို့မဖြစ်ရှင်းနေတာလဲသူတို့ဘာလို့နော်အတူလက်ခံပေးကြတာလဲအဲ့ဒီချိန်တော့အစိုးရနဲ့တက်မတော်သေးတွေးပြီးတော့သွားနေတယ်သူမအောက်ကနေသွားနေတယ်ဟွန်းစစ်တပ်က အခုညတော့ပါပဲခဏလေးလက်ထိတ်ကိမင်းကပြောမယ်နောက်ကိစ္စတစ်ခုကိုပြောမယ်ဆိုရင်အရင်လေ့လာနော်ဦးဝင်းမြင့်တို့အမေစုကြီးတို့တွားပြီးပြောအောင်နံပါတ်1လက်နက်ကင်တွေကအဲ့ဦးဝင်းမြင့်ရဲ့အမေစုအမေဘေးကိုကဲမှုအောက်မှာနေတာလားကာကွယ်ဦးစီးချုပ်ကအမေဘေးကိုကဲမှုအောက်မှာနေတာလားမြန်မာနိုင်ငံမှာ NLD အစိုးရလက်ထက်မှမဟုတ်ဘူးအရှိလက်ထက်ကစားပြီးအခုဒီနေ့အချိန်ထိလက်နက်ကင်အားလုံးဟာ တီတူရွေးချယ်တင်မြောက်တဲ့တမထရဲ့ကုတ်ကဲအမိတ်ပေးမှုအောက်မှာနေလာကာဝဲဥစည်းချုပ်ရဲ့ကုတ်ကဲအမိတ်ပေးမှုအောက်မှာနေလာနော်ကာဝဲအမိတ်ကာဝဲဥစည်းချုပ်ရဲ့ကုတ်ကဲအမိတ်ပေးမှုအောက်မှာနေလာနော်မင်းကတစ်ချက်ချင်းပဲပြောမယ်အဲ့ဒါဆိုရင်နေချားဆောင် BGF က NND ရဲ့အောက်ချုပ်မှုအမိတ်ပေးမှုအောက်မှာရှိတယ်လားမင်းအောင်နိုင်ရဲ့အမိတ်ပေးမှုအောက်မှာရှိတယ်လားမင်းအောင်နိုင်ရဲ့အမိတ်ပေးမှုအောက်မှာရှိတယ်နော်ဟုတ်တယ်နော် 2019မှာရထိုက်ကုမ္ပဏီနဲ့ချစ်လင်းမြိုင်ကုမ္ပဏီနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့စီမံကိန်းဖြစ်တဲ့ရွှေကုတ်ကိုမြို့တစ်ကိုခြားပေးခဲ့တဲ့မြေဧကဒီ22ဒရမ5ဧကအဲ့ဒီအပေါ်မှာဇိန်ခံအိမ်59လုံးစောင့်မဲ့စီမံကိန်းအဲ့ဒီစီမံကိန်းကိုကြော်လွန်ပြီးအလုပ်လုပ်လို့2020မှာအထူးစုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီးတော့ဒီရွှေကုတ်ကိုရဲ့စီမံကိန်းအလုံးကိုရပ်တန့်ခဲ့ ဟုတ်တယ်နော်2021အာနာသိမ်းပြီးတဲ့အချိန်မှာအဲ့ဒါတွေအားလုံးကိုမင်းအောင်နိုင်ငံလုတ်ပိုင်ခွင့်ပြန်ပေးခဲ့တယ်အဲ့ဒါဘဒူမှာအပြစ်ရှိတယ်ထမင်းစားပြီးကြီးတဲ့လူတိုင်းဘဒူမှာအပြစ်ရှိတယ်ဆိုတာရှင်းနေတယ်အဲ့ဒါကြီးကိုမှ NND အစိုးရလို့ပေါ်လဲတိုက်တလောက်ပေါ်ကြအဲ့ဒါမင်းတို့ရဲ့တိတ်ခါမင်းတို့ရဲ့တန်ဖိုးပဲဟုတ်တယ်နော်ငင်းစရာမလိုဘူးရှင်းလင်းနေတယ်ဟုတ်တယ်မလား မင်းတို့တွေတော်တော်လေးရှက်ဖို့ကောင်းတော့ကမင်းတို့ဖြစ်နေတာတော်လိုင်းရရှုံသွားလိုက်မနိုင်တော့တိုင်းဟမ်တော်လိုင်းရဘယ်နေရာရှုံနေလို့လဲမဟုတ်တော်လိုင်းရရှုံနေဆိုတော့အခုတိန်အာနာစသိန်းတာ၅နှစ်ရှိပြီအင်အားစစ်တီအင်အား၅သိန်းကြီးရလေတတ်မတော်ကြီးအပြစ်ခိမိလက်နဲ့မျိုးစုံ လေရင်မျိုးစုံရင်ငုတ်တင်းမောတိုက်ချင်းပြဒုံးတွေကစအကုန်ရှိတယ်လက်နဲ့စက်ယုံနေနော်နောက်ထပ်အရန်အင်အား၂သိန်းခွဲ့ ်ပြီးလို့ရှိရင်စစ်မှုထမ်းအပတ်စဉ်20ကျော်ခေါ်ထားတဲ့အင်အားတိုင်းပြည်ရဲ့ဗန်နာငွေရင်းနှံတဘာဝထမ်းငွေတွေလစဉ်တန်းဒေါ်လာတန်းနဲ့ချီရနေတာဘီလီယံနဲ့ချီရနေတာအဲ့ဒီအားလုံးကိုပိုင်ဆိုင်ပြီးတော့လက်တုံးချောင်းမှရှိတဲ့ပြည်သူရှိကနေအာနာသိန်းတာ9နှစ်ပြည့်သွားပြီအခုမင်းတို့နိုင်နေတာနိုင်နေတယ်ဆိုရင်တော်နိုင်ရှုံးလို့လာပြောငါလက်ခံပေးလိုက်မင်းတို့နိုင်နေတာရှုံးနေတာ မင်းတို့နယ်မြေဘလောက်တိမ့်ပိုက်ခံထိွားတယ်မင်းတို့2021အာနာတိမ့်တဲ့အချိန်မှာမင်းတို့စစ်တပ်ပြန့်ချက်ထားတဲ့နေရာအားလုံးနဲ့အခု2025ရောက်နေတဲ့အချိန်မှာစစ်တပ်ဖြန့်ချက်နိုင်တဲ့နေရာအားလုံးဘယ်ဧရိယာကပုံများလဲရွေးကောက်ပွဲကျင်းပလို့ရှိရင်ပါတီစုံအထွေထွေအထွေထွေရွေးကောက်ပွဲလို့ကျင်းရတယ်နော်တနိုင်ငံလုံးအနှံ့ကျင်းပကိုဗစ်ကာလမှာအနာဂတ်ကာလမှာလား နောက်ထပ်ချူကဥပဒေရွေးကောက်ပွဲမှာနာဂစ်ဖြစ်တဲ့ဒေတာကိုကြံပေးခဲ့တာဟုတ်တယ်နော်အဲ့လိုအခုမင်းတို့ရဲ့အတုရောင်ရွေးကောက်ပွဲတနိုင်ငံလုံးမှာကျင်းပနိုင်တယ်မင်းတို့နိုင်တယ်ဆိုကျင်းပပြီတနိုင်ငံလုံးမှာမရှက်ဘူးလားရွေးကောက်တော်လှန်ရေးကိုရှုံးတယ်လို့ပြောတာမင်းတို့မင်းပစ္စကမရှက်ဘူးလားဟမ်မရှက်တတ်တာလားအကောင်းပြောတာပါနော်အမှုရှိအမှုရှိဒီနေ့ဒီလိုပြောဆိုခြင်းဟာမှားတယ် အဲ့တော့အငုံအငုံစိတ်အမုံစိတ်ဒီလိုပြောဆိုခြင်းရမှားတယ်ဆိုအခုလက်ရှိငါရှင်းပြလိုက်တဲ့ဇာတ်မှာဘယ်သူတွေကအငုံစိတ်အမုံစိတ်နဲ့လိုက်ပြောနေတာငါတို့ကပြောတာလားမင်းတို့ကပြောတာလားအရှက်တရားရှိပါယောက်ျားမိတာပါအဲ့နှခုမှပြောခြင်းနံပါတ်1အရှက်တရားရှိပါနံပါတ်2ယောက်ျားမိတာပါကိုယ့်ကိုယ်မင်းတို့မင်းယောက်ျားလို့တတ်မှတ်ထားတယ်မလားဟမ်လက်ထစ်မင်းမင်းယောက်ျားလို့တတ်မှတ်ထားတယ်မလားယောက်ျားလို့တတ်မှတ်ထားရင်ယောက်ျားစကားပြောရတယ် ူများဗီဒီယိုဖိုင်ကိုယူပြီး reaction လောက်တာတောင်မှတိတ်ခါရှိရှိမလုံနိုင်တဲ့မင်းတို့လိုအတန်းစားတွေကကိုယ့်အဆင့်ကိုကိုတီးတီးလာသူများတကော reaction လောက်မယ်ဆိုရင်ငါအဲတခုရှိတယ်ဗီဒီယိုဖိုင်ကတအားရှိတယ်အเจ้าရဘောင်းဆောင်ပြောထားတယ်ကိုကအเจ้าရတခုကိုပဲဖြတ်ပြီးတော့ reaction လောက်မယ်ဆိုရင်လောက်လို့ရတယ်ဒီလူတယောက်ကဒီပီရိုဖိုင်တစ်ခုမှဒီအကြောင်းအရာအလုံးဒီပီရိုဖိုင်အစနဲ့အဆုံးကိုဒီအကြောင်းအရာပဲပြောထားတာအဲ့ဒါဆိုရင်ဗီဒီယိုဖိုင်အစအလုံးအဆုံးတော့အားလုံးကတက်ဆိုင်နေတယ် ဲ့လိုတက်ဆိုင်နေတဲ့ဗီဒီယိုဖိုင်ကိုလိုတဲ့စကားတစ်ခွက်ပဲယူပြီးတော့ reaction လုပ်ပြီးကိုပြောချင်တာလျှောက်ပြောတာအဲ့ဒါယောက်ကြားတိတ်ခါရှိတဲ့အလုပ်လားဟမ်မင်းတို့ရှက်တိုင်းလဲနေလို့ရတယ်တချို့ခုလက်ထက်မှာမှတချို့ကခုပြေးရတာမဟုတ်ဘူးစမိုင်းအညီမအဲ့ဒီဆိုတာလက်ရှာမှာတောင်းဖမ်းလိုက်လို့အားလုံးတောင်းရှိတယ်ဒီကဘာပြေးလျှောက်ပြောနေလဲခုနိုင်ငံရဲ့ပြဿနာကိုခုနိုင်ငံမှာဖြေရှင်းဖို့အင်းဒီနိုင်ငံတွေနဲ့ဖြေရှင်းဖို့အတွက်တချို့ကတေချာဖို့ဖြေရှင်းနေပြီအင်းအဲ့ဒီနေရာမှာရှိတဲ့အတိုင်းသားတွေ နော်အလုံးနှမဲ့လို့မဖြစ်မနေဘူးလို့ကြတဲ့အလုံးသမားတွေအတွက်ကိုဘယ်လိုတွေရှင်းပေးပြီးတော့ဘယ်လိုတွေခြံထပ်ထားပေးရမလဲတကယ်အဓိကတကယ်လောက်ကနေတဲ့သူတွေကိုဘယ်လိုတွေရှင်းထုတ်အောင်လဲဆိုတာကိုနော်တိုင်းသားတွေရဲ့အခွင့်အရေးတွေအတွက်လည်းမဆုံးရှုံးအောင်တည်တည်ချာချာရှင်းလာပြီးတော့ပြင်ဆင်နေပြီးတိကျကန်လိုက်မယ်လို့ကျွန်တော်စက်ကြီးကမိကလည်းပြောလို့ယခုလည်းတင်ပြပေးပြီးအန်ဒီထဲမှာ social board တက်ဆဲတဲ့သူကိုကွန်မန့်ထဲမှာဆဲတဲ့သူတွေကိုနမူနာအကြောင်းတရားဟာဘူးတနာဘူးတော့ကောင်းတယ်နော်လက်ထက် အဲသူ့သူဆရာချစ်တယ်ဟုတ်လားဒီကောင်ဘာမှမတည်ပဲရှောက်ပြောတာတစ်ဖက်ကိုပုတ်ခတ်ခြင်းဟုတ်နဲ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့လေဒီ2020မှာစုံစမ်းစစ်ဆေးကိစ္စနဲ့ပတ်သက်လို့လေတမရာယုံပြောရေးဆိုခွင့်ရှိသူဥဇော်ထေးကိုတိုင်ပြောထားတဲ့ဗီဒီယိုဖိုင်ရှိတယ်မင်းများများလေ့လာပါမင်းပြောသလိုစာများများဖတ်ပါနောက်ဆိုရင်တိတ်ခါရှိရှိနေပါယောက်ျားပီတာအောင်ကျင့်ပါတိလားမင်းငါ့ကိုတိုက်ခိုက်ခြင်းနဲ့ဆိုရင်ယောက်ျားပီတာဆိုတိုက်ခိုက်ပါတိလား နော်နောက်ငါဗီဒီယိုဖိုင်တွေကို reaction ယူလုပ်မယ်ဆိုရင်လည်းအစအနေအစုံတလုံးချင်းစီအခုမင်းကငါပြောသလိုပေါ့နော်မင်းပြောခဲ့တဲ့စကားတိုင်းကိုတလုံးချင်းစီငါထောက်ပြီးတော့ပြန်ပြောနိုင်တယ်မင်းဗီဒီယိုဖိုင်အစအဆုံးကိုငါ reaction လုပ်ပေးနိုင်တယ်အဲ့ဒါလိုပဲငါဗီဒီယိုဖိုင်တွေကိုမင်းတို့ဘောမတွေယူပြီးလုပ်မယ်ဆိုလို့ရှိရင်လေအစအနေအဆုံးတိလာတလုံးချင်းစီပြန်ပြောနိုင်မှလုပ်လိုတဲ့နေရာလေးဖြတ်ညက်ကလုပ်အတန်ကိုအမြန်လုပ်ပြီးတော့ငစီရရိုင်းတာငစီရပူလောင်နေတာဆိုရင်လေမင်းတို့တဘောပါပဲ နော်မင်းတို့ပြောတဲ့ငစီကတော့ရင်တော်မခေါ်ဘူးတိလာအဲ့တော့ရွှေကုတ်ကိုစီမံကိန်းဆိုတာဘယ်ကထွက်ပြီးဘယ်မှာဆုံးတာလဲသမင်းစားပြီးကြီးတဲ့လူတိုင်းတိပါလေနော်လက်နက်ကင်အားလုံးကိုဒေါန်စန်းစုကြည်အုပ်ချုပ်ခဲ့တာမဟုတ်ဘူးနော်တိလာအဲ့ဒါလေးပဲပြောချင်တယ်ကိုတန်ဖို့ကိုယ့်ရဲ့စကားတွေနဲ့ကိုမချပြနဲ့နော် ်ကာကွယ်ခြင်းတာကာကွယ်ခြင်းတာမကိုအားပေးတဲ့ဘက်ကိုထောက်ခံတဲ့အဖွဲ့ကိုဘာဖြစ်တယ်ကောင်းစေခြင်းနဲ့နာမည်ကောင်းရစေခြင်းနဲ့နာမည်ဒီမပြတ်ချင်ဘူးအဲနိုင်စေခြင်းနဲ့ဟုတ်တယ်မလားလူတိုင်းရဲ့ခံစားချက်ပဲဒါလူတိုင်းမှာရှိတယ်ပေါ်တွားကန်တော့ကိုဘက်ယူရနဲ့ဒီဘက်ယူရကိုယူရအတင်းကိုနိုင်စေခြင်းနဲ့နိုင်စေခြင်းကစန္ဒဒါပေမဲ့အဲ့ဒီစန္ဒစန္ဒရဲ့ပေါင်းဆက်ဖို့တော့ကဘာလို့လဲတိတ်ခါတရားလို့လဲအဲ့နိုင်တဲ့စန္ဒကိုတိတ်ခါရှိဆိုတော့ပေါင်းဆက်နိုင်မှမင်းဟာတကယ်မှန်ကန်တဲ့အနိုင်ကိုရမှာ တိတ်ခမဲ့ဆိုတာပေါင်းစပ်ရင်မင်းတက်တက်လုံးဘယ်တော့မှနိုင်မှာမဟုတ်ဘူးတိလားအဲ့တော့နိုင်ခြင်းပါမင်းအားပေးတဲ့မင်းပြောတဲ့တတ်ချုပ်ကြီးလို့ပါအဲအဘဘာဖြစ်တဲ့အဘခင်ကြီးလို့မင်းပြောရမလားနိုင်စေခြင်းနဲ့ကောင်းစေခြင်းနဲ့ကောင်းမှုနဲ့တည်နေမကြစေခြင်းနဲ့ခလားအေးအဲ့အဲ့ဒီစန္ဒာကိုတိတ်ခနဲ့ပေါင်းပါနော်တိလားအဲ့ဒါဆိုရင်မင်းအတွက်ကောင်းလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့အခုလိုဘယံမှတ်တာလဲပြောရင်ဘာဖြစ်လိမ့်မယ်မင်းဘဝပဲစောက်ဘဝရောက်နေမယ်တိလားအဲ့ဒါထည့်ပြောတာနော်